Hello. အားလုံးမင်္ဂလာပါ။ဒီတစ်ခါတော့ပြီးတော့ဗီဒီယိုတပုတ်လေးပြုလုပ်ချင်ပါတယ်။ဗီဒီယိုပြုလုပ်ခြင်းရဲ့အကြောင်းရင်းကကြတော့လေပြီးခဲ့တဲ့ပွဲမှာပြီးခဲ့တဲ့ပွဲအပြီးမှာပေါ့နော်ကွာလာနဲ့စကားပြောဖြစ်တယ်။အဒီဟာကကြတော့ကျွန်တော်တို့တယောက်နဲ့တယောက်ပြန်ပြီးတော့ဒီပွဲကိုပြန်ပြီးတော့သုံးသပ်ပြန်ပြီးတော့သုံးသပ်ပေါ့နော်။ဗီဒီယိုလိုအချက်တွေရယ်ဗီဒီယိုရယ်အနေချက်တွေရယ် ပြန်ပြီးတော့ပြောကြရတယ်။အခါကျတော့ပြောသူအရင်ဆုံးဟိုပြောရဲ့အာနေချက်တွေဘောနော်အဲ့ဒီပွဲမှာဘာတွေမြင်လဲဘလို့ကိုကိုဘလို့မြင်တာလဲပေါ့အဲ့ဒီတခုပေါ့နော်။မြောက်ကကြတော့အဲ့ဒီပွဲမှာကကိုကိုဘလူးဖြစ်သွားလဲဆိုတော့အတွေ့အကြုံအများကြီးရတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော်တော်များများကလိချင်းတဲ့ပိုင်းမာရီရောပြန်ပြန်ဝထိုးတဲ့ပိုင်းမာဆိုလို့ရှိရင်ရော တော်တော်များကညာတန်နဲ့ပဲကျွန်တော်တို့လေ့ကျင့်နေကြတယ်အာသာသမားတော်များညာတန်နဲ့ပဲလာကြတာများတယ်ဘေတန်နဲ့ဆိုလို့ရှိရင်လည်းပြိုင်ဘက်ကဘေတန်နဲ့နည်းနည်းရောရှာလို့ပြောလေ့ကျင့်ဖို့လေ့ကျင့်ဖက်ရဆိုလို့ရှိရင်လည်းဘေတန်တွေကတိတ်ပြီးတော့မရှိကြဘူးပေါ့နော်ဆိုတော့အဲ့ဒီပိုင်းမှာကကြတော့တကယ်လို့ကိုကတိရတခုကတကယ်လို့ကိုရဲ့ပြိုင်ဘက်ဘေတန်ဖြစ်ပြီးဆိုလို့ရှိရင်ကိုလည်းကိုရဲ့ဟိုလေ့ကျင့်ဖက်တွေကိုဘေတန် အာလုတ်ပေးဖို့လိုအပ်တယ်ရှာဖို့လိုအပ်တယ်ပြီးတော့လည်းတခုအဲ့ဒီတခုပဲပြီးတော့ဒီပြန်ပွဲဝင်သွင်းတဲ့မှာဒီတခုကကြတော့လည်းပြီးတော့အာအာနဲ့ချက်ကတစ်ဖက်လူရပြီးထင်လို့ရှိရင်ဇွတ်လိုက်တဲ့ တခုပေါ့နော်ဇွန်လိုက်ပဲတခြားဟာမစင်စားပဲနဲ့အဒီဇွန်လောက်ကကျတော့ပြီးခဲ့တဲ့ပရမတ်ရှိမှာပဲတွေ့တဲ့အချိန်ကိုကိုကိုပြန်ထိတယ်အဲ့ဒါကဘလို့အဲ့ချိန်မှာဘလို့လုတ်တင်လဲဆိုတော့ကိုကကိုပြန်ပြီးတော့တုံတတဲ့ချိန်မှာအော်အဲ့ဒီချိန်မှာကိုကို relax နည်းနည်းဖြစ်ရမှာပေါ့နော်ဒီဒါရောက်တဲ့ချိန်မှာငါအဲ့လိုမလုတ်တင်ဘူးငါနည်းနည်းစဉ်းစားပြီးမှသူ့ရဲ့ဟာကွယ်ပဲနေရမှာဆိုကိုကြည့်ပြီးမှနောက်မှ fight တင်တာပေါ့နော်အခုကတော်တော်များများအဲ့လို ဝင်တဲ့ချိန်မှာတချို့လူကရန်တန်းဟိုလာတဲ့လက်တီကိုပြန်ပြီးတော့ထိရှိရင်ကိုအခုလိုပြန်ပြီးတော့ဟိုထိကျသွားတတ်တာပေါ့နော်အဲ့ဒီတခုက experience ပို့ပြီးတော့ရမယ်ရတယ်ပြီးတော့ဒူရီယာတခုကကျွန်တော်တော်တော်ပဲများကပြီးတော့ဟိုပြန်ပွဲမှာဆိုလို့ရှိရင်ဟိုလိုက်ထိုးတာတော့အဲ့လိုမျိုးပို့ပြီးတော့ကြိုက်ကြတယ်တကယ်တော့ကျွန်တော်တို့အာသာသမားတခုကကျတော့အာသာသမားတွေတော်တော်များများလှုပ်တင်တဲ့အရာကကျတော့ပွဲတိုင်းကကိုကပြန်ပဲချင်ရလဲမတူတလို့ပြီးတော့လဲ ာပွဲထိုးလို့ရှိရင်လည်းအာဘယ်လိုပြောမလဲလိုက်လို့ရတယ်ပြီးတော့ထင်တဲ့လူဆိုလို့ရှိရင်ပြီးတော့လိုက်တယ်ဥပမာကွာပြောမစို့ပရမတ်ရှိမှာကိုထိုးကြည့်တယ်ကိုထိုးကြည့်တဲ့လူကဟိုကိုပြန်ထိုးတဲ့အချိန်မှာကိုမနာဟိုကြနိုင်မဲ့အချိန်မရှိအချိန်နဲ့မရှိဘူးဆိုလို့ရှိရင်ပြီးတော့လိုက်ထိုးတယ်ဒီတယောက်ခကြတော့ဘာဖြစ်လို့ဟိုအတကုံလိုက်ထိုးလို့မရဘူးဆိုဆိုတော့ဟိုပြောချင်တာနံပါတ် တွေ့ရဲ့အကြောင်းကိုစက်သိစက်သိကလေးကလည်းနည်းနည်းလေ့လာထားတဲ့အချိန်မှာလည်းသူကလက်တီအပြင်းလာဆိုတော့တည်ရဲ့ပြီးတော့လည်းအာဒီပြန်ဝက်ထဲမှာဆိုလို့ရှိရင်လည်းသူကဘေတန်နဲ့တွေ့ကြောင်းလို့ဘေတန်နဲ့ညာတန်ပေါင်းတော်တော်များရှိသူတိကိုသူတိသူတိကြာကိုတိကြာအမျိုးတွေများတော့ဘောနော်ဆိုတော့အဲ့ဒါကိုနည်းနည်းချိန်ရတယ်ချိန်ရတယ်ဆိုတာကသူကလည်းလက်တီပြင်းတမဆိုတော့ ိုပရမရှိမှလောက်ကြည့်ရကိုထိအိုးမလွယ်ဘူးပဲဆိုတဲ့ဟာကိုကပြန်ပြီးတော့အုံနောက်နည်းနည်းပြန်စဉ်းစားပြီးတော့မှအာပြန်ပြီးတော့အမှနဲ့ပဲအနိုင်ယူဖို့ပို့ပြီးတော့ဟိုဟာစိတ်ဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အမှနဲ့ပြန်ပြီးတော့ဟိုကစားဖြစ်လောက်သွားတာပေါ့ဆိုတော့အဲ့ဒီအရာကိုကြည့်ရှုသူအားပေးသူတွေကကြတော့လဲနားလဲအာသသမနားလဲပြီးတင်းတဲ့အရာတစ်ခုကကြတော့လဲဘလို့လဲဆိုတော့ ကျွန်တော်တို့ပွဲတိုင်းလိုက်ထိုးဖို့လိုက်ထိုးစီချင်နိုင်စီချင်တာတို့ပွဲကြည့်ကောင်းချင်တာတော့ဟုတ်ပါပြီကျွန်တော်တို့ကကြတော့လဲဟိုအဲ့ဒီအရာကိုပွဲတိုင်းတော့မလုံနိုင်သလိုပြီးတော့လဲပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့မှပြန်ပြီးတော့ကိုယ့်ကိုပရမတ်ရှိမှပြန်ပြီးတော့သုံးတက်ရမှာသုံးတက်တာပေါ့နော်ဒါတော့နေ့တယောက်ကကြတော့အဲ့လိုမျိုးသုံးတက်ပရမတ်ရှိမှထိုးပြီးတော့ဒုတိယစီတက်တဲ့အချိန်ကဘလို့ဝင်ရမလဲဆိုအဲ့ဒါကိုယ့်ကိုပြန်ပြီးတော့သုံးတက်တယ်သူ့ပေါ်မှာပဲမူတည်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကို ကခတလေးကြားလို့ရှိရင်လဲနားလဲပေးပေါ့เนาะကျွန်တော်တို့နားလဲပေးဆိုတာကအာချို့ကကျတော့လဲ KU လဲမချနိုင်ရှိတယ်လို့ zoo ဝင်လို့များတဲ့ဟာလဲရှိတယ်အဲ့ဒါကြောင့်မလို့ကိုရဲ့ဟိုစိတ်ခစားဒီလိုလုံရမကွာတယ်လို့အဲ့ဒါတော့နားလဲပါတယ်ကျွန်တော်လဲလုံချင်တယ်ဒါပေမဲ့အဲ့ဒီဟာရေပေါ်မှာဟိုနည်းနည်းကြည့်ပြီးတော့တုံတက်ပြီးပြီးတော့မှအာဇာသမားပေါ်နားလေးစီချင်တာတစ်ခုပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုအာဇာသမားတို့တော်များမာယူချင်တာက ပြန်ပွဲပြီးတိုင်းမှာကိုဆရာသမားနဲ့ပြန်ပြီးတော့စကားပြောပါကိုပွဲဝယ်မြများပြန်ကြည့်ပါပြီးတော့လဲအာကိုရစီနီယာကြတဲ့လူကိုသွန်မေးမြန်းပါဗောနော်မေးမြန်းပါဆိုဒီပွဲမှာငါဘာလို့အနေလဲဘလို့မြင်လဲကျွန်တော်ဒီပွဲမှာဆိုကြည့်တဲ့လူကပို့ပြီးတော့မြင်တယ်ဆိုတော့ပို့ပြီးတော့သိတာဗောနော်ဆိုတော့အဲ့ဒါကြောင့်မလို့မေးမြန်းပြီးတော့မှဒီလာမယ့်နောက်ပွဲကိုပြန်ပြီးတော့တင်ယူပါ ကျွန်တော်တို့ကကြတော့လည်းပြောမယ်ဆိုလို့ရှိရင်တော့သူများထက်စားလို့ရှိရင်အာမွေထိုင်းကအရန်အတွေ့အကြုံနဲ့နေတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတွေဒါတွေကတော်တော်များများကဆိုတော့အဲ့ဒါကိုပြန်ပွဲထဲမှာပဲကျွန်တော်တို့ကအတွေ့အကြုံယူရင်းနဲ့သွားရတာပေါ့နော်ဆိုတော့အဲ့ဒါကိုအဲ့ဒီပွဲထဲမှာထိုးပွဲလက်ထိုးလေးလေးလေးချင်းအတွေ့အကြုံလေးယူရင်းနဲ့ကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားဖို့လိုတယ်ပြီးတော့ကိုယ့်ကိုယ်ပြန်သုံးသပ်ပြီးတော့ဖို့လိုတာပေါ့နော်ဆိုတော့အာ ကွာလာရဲ့စကားကြောင့်လည်းတော်တော်လေးခွန်အားရတယ်ကိုကကိုလည်းဟုတ်တာပဲကိုကကိုပြန်ပြီးတော့ကြည်ငါဒီလိုလှုပ်တင်တယ်ဥမာကွာသူ့ဘဲတန်ဆိုလို့ရှိရင်တော့ကွာလာကျွန်တော်ခေါင်းပဲကံဖို့စဉ်းစားရကွယ်ခေါင်းပဲကံဖို့စဉ်းစားတဲ့အဲ့ဒါတော့ကျွန်တော်ရဲ့မာပါနော်တစ်ခါတည်းကြားလို့ရှိရင်လည်းဘိုက်မှာလည်းကံသေးသူဖြစ်ဆိုသူကခေါင်းမှာတကယ်ကျတော့သူကကာတာတော်တယ်အဲ့ဒီကာတာလုံတယ်အဲ့တော့ကြောင့်မလို့ အောက်မှာလည်းဘိုက်မှာလည်းထိုးကန်လို့ရတာပေါ့နော်အဲ့ဒီဟာတွေကိုမညာမထုံမိတာကိုယ့်ရဲ့အာမြင့်ချက်ဆိုတော့အကုန်လုံးကလေ့ကျင့်ရင်းပြန်ပွဲထိုးရင်းနဲ့တင်ယူသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်အပ်ပြီးချက်ပေါင်းပြီးတော့ဒီ theme ကလည်းကြိုးစားသွားမယ်ပြောလဲဟိုဘယ်လိုပြောမလဲဆရာလောက်တာတော့မဟုတ်ဘူးတကယ်လို့မသိဘူးဟိုနားမလဲဘူးအာဇာနဲ့ပတ်သက်ပြီးနားမလဲဘူးဆို အာဇာသမားတွေကျွန်တော်တို့ကိုလာမေးလို့ရတယ်မြင်မြန်လို့ရတယ်အော်အာ ကိုတီးဟာကိုဖြစ်ပြီးမှမတီးဟာရဆရာသမားတွေမေးပြီးပြီးတော့မှပြန်လည်မြတ်ဝေပြီးသွားမယ်လို့ပြောချက်ပါတယ်အားပေးတဲ့ရောက်စီရန်ကျေးဇူးတင်ပါတယ်ဗီဒီယိုရောနဲ့ရှင်းသွားတာเนาะ sorry ပါ